ခေရလုံးပဲမင်္ဂလာပါဒီနေ့မှာတော့เนาะနိုင်ငံသားတွေအကုန်လုံးဘူးစရာရဖို့အတွက်ကိုပြောစရာလေးတခုရှိပါတယ်အဲ့တော့ဘာကြောင့်အာနာထိန်းတာမှန်တယ်လေတဲ့အဲ့ဒါကျွန်တော်ရေးရတာမဟုတ်ပါဘူး Facebook မှာကိုလေးຫນွယ်ဆိုတဲ့လူတယောက်ရေးထားတာတွေ့လို့ပြန်လဲဝေမျှပေးခြင်းဖြစ်ပါတယ်เนาะ ဲ့တော့2015 2020 NLD အစိုးရလက်ထက်ပြင်ဆင်ဖြတ်သိမ်းခဲ့တဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာဥပဒေခုနှစ်ခုအပေါ်ကြီးလိုက်ရအောင်နိုင်ငံသားတယောက်အနေနဲ့ကိုယ်နိုင်ငံကိုစိတ်ဝင်စားဖို့လိုတယ်ဆိုတာကိုတော့ဦးစွာပထမပြောလိုပါတယ်ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတိုင်းပြည်နဲ့လူမျိုးရဲ့အမျိုးသားလုံခြုံရေးတိုင်းပြည်လုံခြုံရေးအတွက်အန္တရာယ်ရှိတဲ့ဥပဒေတွေကိုဖျက်သိမ်းခဲ့တယ် ကိုယ်နိုင်ငံကိုအုပ်ချုပ်တဲ့သူတယောက်ဒီမိသီးအတွက်ကြောင့်မိမိနိုင်ငံမိမိလူမျိုးအကျိုးစီးပွားကိုမဆောင်ရွက်ပါသလဲနိုင်ငံသူနိုင်ငံသားတွေအတွက်အကျိုးပြုတဲ့ဥပဒေတွေကိုပြဋ္ဌာန်းရမယ့်နေရာမှာနိုင်ငံသူနိုင်ငံသားတွေအတွက်အန္တရာယ်ရှိလာအောင်တိုင်းပြည်လုံခြုံရေးအတွက်အန္တရာယ်ရှိတဲ့ဥပဒေတွေကိုဘာကြောင့်ဖျက်သိမ်းခဲ့ပါသလဲနံပါတ်1ဧည့်သည်ဥပဒေ ဒီဥပဒေကိုဖျက်သိမ်းတဲ့အတွက်ရက်ကွက်ကြီးရလုံကြုံရေးစပြီးထိခိုက်လာတယ်။လူစိမ့်သူစိမ့်လာတယ်။မသိတော့ဘူး။အရင်ကဧည့်စင်းတိုင်ရတယ်ဘဲကလာတာမှတ်ပုံတေပြဗနရဲ့နေမှာ ပြန်သွားရင်ပြန်ကြောင်းရရကယုံမှာအဲစင်းပြရရက်ွက်ကြီးရလုံကျုံကြီးအထောက်အကူပြူတာကိုဖျက်သိမ်းလိုက်တယ်။ဘာကြောင့်ဖျက်တာလဲဘယ်သူတွေအတွက်ဖျက်တာလဲ။နံပါတ်1နေကြားသောစစ်စေးရေးဥပဒေ။ နေကြသောဆိုတာတိုင်းပြည်တဲကိုလူစိမ့်သူစိမ့်မဝင်သင့်တဲ့လူတွေမဝင်အောင်နေဆက်ကနေထိမ့်ပြီးစစ်တာဝင်မယ်ဆိုရင်တော့အစစ်စစ်တင်ပြခွင့်ပြုချက်ရမှဝင်လို့ရမှာအဲ့ဒီဥပဒေကိုဖျက်သိမ်းလိုက်တော့နေဆက်ခြံစည်းရိုးကအပေါက်ကြီးဖြစ်ပြီးဝင်ကျင်တိုင်းဝင်ကုန်တာပေါ့ကျွန်တော်တို့သတိထားမိသလားမသိဘူးပြီးခဲ့တဲ့9နှစ်မှာခိုးဝင်ဘင်္ဂါလီတွေအမြောက်အများခိုးဝင်ကြတယ်တနိုင်ငံလုံးအနှံ့ပဲသတင်းတွေပြန်ကြည့်လိုက်ရင်သိနိုင်ပါတယ်နောက်ဆုံး1 VPN နဲ့ YBN နဲ့ပါမိတဲ့သတင်းတွေအဲ့ဒီတော့ကကျွန်တော်တို့ထောက်ပြခဲ့တယ်လူနာတင်ရင်တွေကိုစစ်ဆေးဖို့တမတော်နဲ့ရတဖွဲ့သာသူတို့ထိချုပ်နိုင်ရင်ဒီနိုင်ငံပွဲပြီးသွားပြီ။ကောင်းပြီ။နေကြစားဥပဒေဖြတ်သိမ်းလို့နေဆက်ကနေဝဲလာပြီ။ရက်ကွက်ကြီးရတဲ့ရောက်လာပြီ။အဲ့ဒီဥပဒေဖြတ်သိမ်းတာတော့ကိုယ့်ရက်ကွက်ကြီးရတဲ့လူစည်းဝင်လာတာမသိတော့ဘူး။အားလုံးကတစ်ခုနဲ့တစ်ခုချိန်နေတာရည်ရွယ်ချက်ရှိရှိလှုပ်သွားတာတွေကိုမြင်ဖို့ပဲလိုပါတယ်။နံပါတ်၃ နောက်ရောက်ခဲ့ဥပဒေကိုဖျက်သိမ်းထားတယ်။လူသေးဝင်လာရင်မတင်ခိုင်းရရကစိန်မှုကောင်းစိန်ကောင်းဒါမှမဟုတ်ရဲစခန်းသွားတိုင်လို့ရတယ်။ရဲကနောက်ရောက်ခံလိုက်ကြည့်နောက်ရောက်ခံဥပဒေကိုဖျက်သိမ်းတော့ရဲကလည်းနောက်ရောက်ခံလိုက်ကြည့်လို့မရဘူး။ဥပဒေဖျက်သိမ်းထားတော့နောက်ရောက်ခံလိုက်ရင်သူကတရားပြန်ဆွဲခံရမှာ။အဲ့ဒီအချိန်မှာလူဆိုးလားလူကောင်းလားမသိတော့ဘူး။လွတ်လပ်သွားပြီးတန်လာရဇေယျဖြစ်သွားပြီ။တန်လာရဇေယျဖြစ်သွားပြီဆိုတာသိတယ်မလား။ အလေးပဲလေးတယ်အကာရမရှိတရွက်ကချင်းတရွက်ချင်းလုံကြုံရင်ကျိုးပေါက်ရင်ဗာဆက်ဖြစ်မလဲရှင်းရှင်းလင်းလင်းပြောရရင်ပြီးခဲ့တဲ့9နှစ်ကတိုင်းပြည်လုံကြုံရေးကျိုးပေါက်ခဲ့ပါတယ်အရေးပေါ်စီမံမှုဥပဒေမဖြစ်သေးဘူးအရေးပေါ်စီမံမှုဥပဒေရဒီကောင်ကိုထိန်းချုပ်မယ်လုံခွင့်မရှိဘူးဒီဥပဒေကလည်းဖျက်လိုက်ပြီဘာမှအရေးပေါ်ထပ်လုပ်လို့မရတော့ဘူးနံပါတ်5နိုင်ငံတော်ကိုနှောက်ယှက်ဖြည့်ဆည်းလိုသူများ၏ ဘေးအန္တရာယ်မှကာဝယ်ဆောက်ရှောက်ရေးဥပဒေနိုင်ငံတော်ကိုလူမှုရေးအရာဖြစ်စေစီးပွားရေးအရာဖြစ်စေလက်နက်အရာဖြစ်စေလုတ်တော့မယ်ဆိုရင်ဒီဥပဒေအရာကြိုတင်ကာဝယ်လို့ရတယ်ဥပမာရခိုင်ပြည်နယ်မှာတိုက်ပွဲကြီးတွေမဆခဲ့တမတော်ကလုံခြုံရေးတိုးမြင့်ဖို့လွှတ်တော်မှာ တင်ပြဘူးလေခွင့်မပြုခဲ့ဘူးကာကွယ်ပေးခြင်းသည့်တိုင်အောင်ကြိုတင်ကာကွယ်လို့မရဘူးမြေအောင်ကြည့်ဖို့လိုတယ် လုံခြုံရေးမရှိဘူးတရားဥပဒေစိုးမှုမရှိဘူးဆိုတာအခုဖျက်လိုက်တဲ့ဥပဒေတွေသည်တရားဥပဒေစိုးမှုရေးကိုအထောက်အကူပြုတဲ့ဥပဒေတွေကိုဖျက်ထားတယ်လေနံပါတ်6ငွေစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့သောစေဝါမဆိုင်ရာဥပဒေပြင်လိုက်တယ်။ဘာဖြစ်လို့ပြင်လိုက်တာလဲ။ကျွန်တော်တို့နိုင်ငံဟာငွေစေနဲ့နံပါတ်ကြီးလို့ပြင်းပြင်းထန်ထန်နှိမ်နှင်းထားတာ။ရောင်းဝယ်ဖောင်ကလက်နဲ့လက်ပြုံတို့တွေ့ရင်၁၀နှစ်အနည်း၂၀တသက်တရုံတေရန်ရီပေးထားခဲ့တယ်။ ဒါတွေအကုန်ပြင်ပြီးလူမှုရေးပြည်တံပဲပေးတယ်။ငါတို့ငါသာဆက်စပ်ပြောဆိုဆုံးမပြီးလူမှုရေးပြည်တံလေးလောက်ပေးပြီးတတောက်တတလေးနားချတယ်။ပြောရမယ်ဆိုရင်လူတွေကမကြောက်တော့ဘူး။အလဲတန်းအရွယ်ကစားပြီးကြောင်းသူကြောင်းသားအလှအပေါင်းစုံအကုန်စားနေကြတယ်။ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလူငယ်တွေစေးကြောင့်တရားဝေသုံးစွဲခွင့်လှုပ်ရှားမှုလေးရှိခဲ့တယ်။အချက်အလက်ပြန်ကြည့်ရင်တွေ့နိုင်ပါတယ်။ပြောရမယ်ဆိုရင်ဝူရီစေးကဒီနိုင်ငံမှာတော်တော် ပြတ်သွားပါပြီ။ လျှော့ပေးတဲ့အကျိုးဆက်ကတစ်ချိန်မှာကျွန်တော်တို့လူမျိုးကဗိမ်းစားတခုတွေဖြစ်တော်မယ်ဒီဥပဒေတွေကိုဖျက်သိမ်းလိုက်တဲ့အတွက်အမျိုးသားရေးအင်အားချိနေအောင်လှုပ်လိုက်တာပဲတရုတ်ပြည်ကြီးဟိုအင်အားချိတရုတ်ပြည်ကြီးကိုချိနေအောင်ဗိမ်းစားတခုတွေဖြစ်အောင်လှုပ်ခဲ့တာဒါကြောင့်တရုတ်ကစိတ်နာပြီးမူရစ်ဆေးစုတည်ရန်ပဲဥပမာမြန်မာကနော်ခမ်းကိုတတ်လိုက်တဲ့တည်းတရုတ်မီဒီယာကထုတ်လင်းပြသခဲ့ဘူးလေ အမျိုးဆက်ပြည်ရင်းကြီးမှာဖယ်ရှားသည့်ဥပဒေအဲ့ဒီမှာအန္တရာယ်နှစ်ခုရှိတယ်ကျွန်တော်တို့နိုင်ငံမှာအရင်ကကလေးကို16နှစ်အောက်အဲ့ဒီဥပဒေမှာကလေးကို16နှစ်အောက်တတ်မှတ်လိုက်တယ်ရွေကြက်ကဆက်ဆက်တွေးမှမြင်လာတယ်16နှစ်ပြည့်ပြီးရင်လူကြီး16နှစ်အောက်တရက်ရော့ကလေးဒီအထိပြဿနာမရှိသေးဘူးဘယ်မှာပြဿနာရှိသလဲ16နှစ်အောက်ကလေးနိုင်ငံသားကလေးနှစ်ယောက်ကိုလူတိုင်းကမွေးစားခွင့်ပြုထားတယ်စိုက်တဲ့လူမွေးစားအဲ့ဒါကိုအထောက်အကူပြုတာက UN Migration Pass နိုင်ငံတိုင်းနိုင်ငံတိုင်းကစစ်ဖြစ်လို့ထွက်ပြေးလာတဲ့ငတ်လို့ဖြစ်ဖြစ်ရွှေပြောင်းလာတဲ့လူအုပ်စုလိုက် လူစုကြီးကိုကျွန်တော်တို့နိုင်ငံလက်ခံပါမယ်လို့စာချုပ်မှာလက်မှတ်ထိုးခဲ့တာဒီတော့ဘယ်သူတွေဝင်လာမလဲအဖေကရှင်းရှင်းလေးလူမျိုးရေးဘာသာရေးပြောတယ်ဖြစ်မှာစိုးလို့ဝင်လာပြီးအဖေက2ယောက်အမေက2ယောက်တာက2ယောက်ချွေးမက2ယောက်လက်မှတ်ထိုးပြီးစာချုပ်လိုက်ပြီးမှတ်ဖို့တည်လုံးမယ်၃ရက်မှာတွေလူကြီးဖြစ်သွားပြီ၁၈နှစ်ပြည့်သွားပြီ အဖေအမေကနိုင်ငံသားဖြစ်နေတော့သူ့ကိုနိုင်ငံသားပေးရတော့နိုင်ငံသားကရသွားပြီဘယ်လောက်လွယ်သလဲအသက်25 30ရောက်ရင်လွတ်တော်ကိုယ်စလဲဝင်ရွေးလို့ရပြီအကျိုးဝင်သွားပြီအဲ့ဒီထဲမှာမှအเจ้าမျိုးမျိုးကြောင့်မဲအများဆုံးရပြီတမရဖြစ်ခဲ့ရင်ဆိုတဲ့လမ်းကြောင်းအထိကိုမြင်ဖို့လိုတယ်1982ဥပဒေမှာမျိုးဆက်30မှရမှာအဖိုးအဖာစီအဖေအဖာစီပဲမြေးကြတော့မှရှောက်လို့ရတော့တယ် သားစီမြေးဆက်ကြည့်ပြီးပေးသေးမပေးသေးကြည့်ပြီးတော့မှနိုင်ငံသားကရမှာဒါတွေကြောင့်ပဲသူတို့က1980နှစ်နိုင်ငံသားဥပဒေကိုပြင်ကျင်းတာတကယ်တော့ UN Migration Pass အဲ့ဒီစာချုပ်လက်မှတ်ထိုးကြည့်ရင်ပြည်내တိုင်းပြည်내တိုင်းမြို့နယ်အသီးသီးကလွတ်တော်ကိုယ်စားလှယ်တည်ပြီးပြီဆိုမှလက်လွတ်တော်ကိုတည်အဲ့ဒီစာချုပ်လက်မှတ်ထိုးဖို့ကောင်းမကောင်းခေါင်းကြီးရိုက်ဆွေးနွေးပြီးဒါလက်မှတ်ထိုးရင်ဘာဖြစ်မလဲ မထိုးရင်ဘာပြစ်မယ်စသဖြင့်အကျိုးအပြစ်တွေစဉ်းစားပြီးမှ ဆုံးဖြတ်ရမှာကိုမိမိသဘောနဲ့မိမိလက်မှတ်ထိုးခဲ့တယ်ပြီးတော့အုတ်တိုင်းကြီးပါပြိုသွားတယ်နေကြားသောစစ်စေးခက်ကလည်းမရှိတော့ဘူးတကားတွေဖွင့်ပေးပြီးအုတ်တိုင်းကြီးပါဖြူချလိုက်တာဝင်ခဲ့တော့ဒီတော့ကျွန်တော်တို့နိုင်ငံဘာဖြစ်သွားမလဲဘိုးချုပ်ပြောတဲ့ဖားနိုင်ငံဖြစ်သွားမှာပေါ့စစ်စစ်တွေးမှရေးရေးပေါ်ဆိုသလိုပဲပြီးခဲ့တဲ့အစိုးရလက်ထက် ဘာကြောင့်သုံးတန်းအောင်လေးတန်းအောင်နေစသဖြင့်ပညာရည်ချင်းမရှိတဲ့လူတွေကိုလှို့တော်ကိုယ်စားလှယ်ဖြင့်ရွေးချယ်ခဲ့တယ်လေ။သူမကမယူဘူး။ရွေးချယ်ချင်းရှိလှုပ်သွားတာ။ရညိုးတော်ခေါင်းကြီးဖို့ပဲ။သူတို့အတွက်သိန်း30ကလုံလောက်နေပြီ။တမရော်ကာဝေးဦးစီးချုပ်အနေနဲ့သူမအပေါ်ဘယ်လိုမြင်တယ်လဲဆိုပြီးတရုတ်မီဒီယာက မေးမြန်းတဲ့ပေါ်လူကြီးစကားပြောသွားတာတက်နိုင်တယ်လို့စွမ်းဆောင်ခဲ့ပါတယ်။လူငယ်စကားပြောရရင်တော့ရသလောက်ဖြည့်ဆည်းခဲ့တယ်ပေါ့ဗျာ။ ။ဘာကြောင့်တမတော်ကအာနာထိန်းတာမှန်ကန်တယ်လဲ။2005-2020 NLD အစိုးရလက်ထက်ပြင်ဆင်ဖြစ်သိမ်းခဲ့တဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာဥပဒေ9ခုဟာကိုယ်နိုင်ငံကိုယ်လူမျိုးကျိုးကိုဆောင်ရွက်ခဲ့တာမဟုတ်ပဲနိုင်ငံကိုစနစ်တကျဖျက်ဆီးသွားတယ်ဆိုတာဟေးမြင်ရပါလိမ့်မယ်။မြည်သည့်အတွက်ကြောင့်နိုင်ငံကိုအုပ်ချုပ်တဲ့သူတယောက်သည်မိမိနိုင်ငံမိမိလူမျိုးကျိုးစည်းပွားကိုမဆောင်ရွက်တလဲဒါကို ကျွန်တော်တို့ပြည်သူတွေသိဖို့လိုပါတယ် နားလည်မဲ့တင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မဟာပါဂျင်းကျော်လင်ပါ